ကဲအားလုံးပဲမင်္ဂလာပါကုကျော်ကြီး anti sharing channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ my idea နေ point mp တွေရနေရဲ့ကျွန်တော်နော် at least ခုနောက်ဆုံး version လေး every ထွက်လာတဲ့ at least တခုနဲ့ကျွန်တော်အဲ့ at least ကြောင်းကိုကျွန်တော်မျှဝေပြင်မယ်နော် at least မှာ setting ချမ်းမဲ့နီးလေးတွေပြီးပြင်မှာစောက်ရမယ်ဆိုတဲ့နီးလေးပဲကျွန်တော် အလေးကုန်လုံးပြုတ်သွားပြီမယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီခါဒီကောင်ကနေကျွန်တော်အလေးတစ်ခါလဲရောมาဖြစ်လို့နော်ကျွန်တော်တို့ခုဗီဒီယိုမစ်စီရကြည့်နေတယ်ဆိုလို့မင်းဗီဒီယိုလေးကိုခဏလေးရှက်ထားလိုက်မယ်နော်ရှက်ပြီးတော့ကျွန်တော်တို့အစင်ပြေ VPN တစ်ခုသွားချိန်လိုက်မယ်နော်ဟုတ်ပြီဒါတလို့မယ်ကျွန်တော်တို့မစ်စီရောတော့ဘယ် VPN သုံးလဲမသိဘူးနော်ကိုသုံးနေရအစင်ပြေတဲ့ VPN ကိုချိန်လိုက်ပါကျွန်တော်ကတော့ဒီ V2 way လို့သုံးလို့အဲ့ထဲကိုဝင်လိုက်ပါမယ်ဝင်ပြီးပြီဆိုတော့မယ်ကျွန်တော်ကတော့ဒီကောင်လေးနဲ့ချိန်တာပေါ့နော် ဒါလေးနှစ်ချိတ်တဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်။ဟုတ်ပြီ။ဒီကနေ့ချိတ်သွားရင်တော့ကျွန်တော်ရပါပြီ။ဟုတ်ပြီ။ချိတ်သွားပြီဆိုလို့မိမိစေတို့ကကျွန်တော်တို့ဒီကနေ့နော်ထွက်ပြီးကျွန်တော်တို့ဆက်စောကကြည့်ခဲ့တဲ့ဗီဒီယိုဖိုင်လေးအောက်ကိုပြန်သွားမယ်နော်။ဟုတ်ပြီ။ဗီဒီယိုဖိုင်လေးရောက်သွားပြီဆိုလို့မိကျွန်တော်တို့မိစေတို့လောက်ရမှာကနော်ဒီ description တဲ့ကိုဝင်มาဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာလေးရနော်။မိုးဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြန်နော်။ဗီဒီယိုလေးအောက်ကမြင်လာမသိပဲနော်။ မောဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ဒီမှာဒါလေးရယ်နော်ဒါလေးတွေကိုတစ်ချက်နှိပ်လိုက်မယ်နေပြီဆိုလို့မင်းကျွန်တော်တို့ဒီမှာเนาะဒီလိုစာလေးပေါ်လာမယ်ဗျာเนาะဟုတ်ပြီအဲ့ဒါဆိုလို့မင်းကျွန်တော်တို့ကဒီမှာဒီအောက်ကမောဆိုတာလေးကိုကျွန်တော်တို့တက်ပြီးပြန်နှိပ်လိုက်မယ်เนาะနှိပ်ပြီဆိုလို့မင်းကျွန်တော်တို့ဒီမှာအဲဒေါင်းရန်လင်းဆိုတာလေးကျွန်တော်တို့ပေါ်လာမယ်เนาะ အဲတော့အလင်းဆိုရတူပေါ်လာမယ်ဟုတ်ပြီကျွန်တော်အားဆိုလို့မြင်ဒီလင်းအပြာလေးနော်စာအပြာလေးတော့ကျွန်တော်ဝင်လိုက်မယ်ခဏလေးစောင့်ရမယ်နော်ဒါကျွန်တော်တို့ app download ချမယ် Telegram channel ကိုဒါတခါတည်းတိုက်ရိုက်ရောက်တော့မှာဖြစ်ပါတယ်ခဏလေးစောင့်ပြလိုက်မယ်နော်ဒါဆိုလို့မြင် Telegram ထဲမှာဝင်သွားပါပြီဒါ app download ချမယ်နေရာကိုတက်ပြီးကျွန်တော်တို့ရောက်သွားပါလိမ့်မယ်နော် ောက်ပြီကျုပ်ဒီထဲမှာရောက်လာပြီနော်ရောက်လာပြီဆိုလို့မြင်ခုကျွန်တော်တို့ဒီ update လုပ်မဲ့ဟာလေးကနောက်ဆုံး version လေးကဒီ mini alpha လေးပေါ့နော်ဒီ l လေးဖြစ်ပါတယ်ဒါဒီနေ့မှထွက်ထားတဲ့ l လေးပါ mini alpha update လေးပါဟုတ်ပြီဒါဆိုလို့မြင်ကျွန်တော်တို့ download ဆွဲပြီဆိုကျွန်တော်တို့နော် install တင်တဲ့ဖိုင်ကျွန်တော် video လေးရှင်းတော့မှာဆိုလို့နော် install တင်တာလေးပါကျွန်တော်ကြော်လိုက်တော့မှာကျွန်တော်တို့ l လေး download ဆွဲပြီဆိုလို့မြင်ဒီ l လေး download download ဆွဲပြီဆိုကျွန်တော်တို့က subscribe mode ကိုတစ်ချက်သွားလိုက်မယ်နော် ဟုတ်ပြီ token မတစ်ချက်သွားပြီဆိုကျွန်တော်တို့မသွားခင်အထဲကိုမဝင်ခင်ကျွန်တော်တို့ VPN လေးတစ်ချက်ပြန်ပြီးပိတ်ပေးမယ်နော်ဆက်ဆိုတော့ကျွန်တော်တို့ချိတ်ခဲ့တဲ့ VPN လေးကိုတစ်ချက်ပြန်ပြီးတော့ပိတ်ပေးပါမယ်ဟုတ်ပြီပိတ်ပြီဆိုကျွန်တော်တို့ဒီအထဲဝင်တော့မှာဖြစ်တဲ့အကြောင်းမလို့ဒါ VPN လေးပိတ်ပြရခြင်းမှာ VPN လေးဖွင့်ပြီးအထဲဝင်နေဆိုလို့မင်းကျွန်တော်တို့ဒါအဆင်မပြေပါဘူးနော်ဟုတ်ပြီဒါဆိုလို့မင်းကျွန်တော်တို့ဒီမှာ down ပြီးပြီဆိုလို့မင်း app လေးရဆက်ခွင့်မှာမှာဒါမိုးလေးရောက်လာမှဖြစ်ပါတယ်နော်ကျွန်တော်တို့အဲ့ app လေးတော့တစ်ချက်ဝင်လိုက်မယ်နော် ကျွန်တော်ကတော့ဒါလောက်အင်ဝင်ပြီးသားနော်လောက်အင်ဝင်ပြီးသားဆိုကြတော့ကျွန်တော်ဒါ update မြင်ထားဘူးလောက်အင်တစ်ခါလဲဝင်ထားတာပေါ့နော်မိတ်ဆွေတို့ကလောက်အင်ဝင်ရသေးဆိုလို့မြင်ဒီကောင်လေးကိုလောက်အင်ဝင်ရပါမယ်ဒီ LED ကိုရောက်သွားတဲ့အခါမှာဒီ LED မှာသူ့ရဲ့ဒီ owner ရှိပါတယ်နော် app ရှင်လေးပေါ့ဒီ app ကို frame ထားတဲ့ app ရှင်လေးရှိပါတယ်မိတ်ဆွေတို့ကဒီမှာ channel link join ရဆိုတာလေးကိုနှိပ်ပြီးတော့ဒီ brother ရဲ့ channel လေးကိုလည်းမိတ်ဆွေတို့ကသွားပြီးတော့ join ထားလိုက်ပါနော်ဒါမှသူအမြဲတမ်း update တင်ထားတယ်ဆိုလို့မြင်ကျွန်တော်လိုမျိုးပဲမိတ်ဆွေတို့နော် ဒီ brother တင်တာနဲ့တန့်ပြီးမှဖြစ်ပါတယ်ကျွန်တော်လည်းဒီ channel ကိုဝင်ထားလို့ brother တင်ထားတဲ့ကျွန်တော် message တို့ပြင်ပြီး sharing လာလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ channel ဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထက်မှမဝင်တော့ကျွန်တော် ad setting ချင်းလေးပြောပြမယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီ ad setting ချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်ကဖိုင်ပုံစံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နော်ဟုတ်ပြီဒီမှာကျွန်တော်တို့ပြောရမှာက ဒီ speed ဆိုတဲ့နေရာလေးပေါ့เนาะကျွန်တော်ကဒါပြောင်းပြီးသားဖြစ်နေတာပေါ့မိတ်ဆွေတော့မပြောင်းသေးဘူးဆိုလို့မင်းအဲ့နေရာမှာ20ဆိုပြီးပေါ်နေမှာပေါ့เนาะဒီနေရာလေးမှာတော့ကိုအစဉ်ပြင် CB ဖုန်းကနာနေတယ်လို့ပေါ့เนาะဒါ50လောက်ထည့်လို့ရတယ်80လောက်ထည့်လို့ရတယ်ကျွန်တော်ကတော့ဒီ80လောက်နဲ့စဉ်ပြီးတယ်ဖြစ်လို့ကြမလို့80ထည့်မယ်ကျွန်တော်ညွှန်းတာကတော့အကုန်လုံးအားလုံး CB ဆိုလို့မင်းဒါ30 50အဲ့လောက်ပဲထားပါเนาะတချို့ဖုန်းတွေမှာကျွန်တော် run နေတဲ့ဖုန်းတွေမှာဒီ speed ကိုအများကြီးတင်ထားလိုက်တယ်ဆိုလို့မင်း ဖုန်းကတအားကြီးနော်မြန်ပြီးထစ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်စပီတာမြန်ပြီးတော့တခုနဲ့တခုပစ်တာတွေထပ်ပြီးတော့ထစ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အားကြောင့်မလို့ကျွန်တော်တို့ကကိုဖုန်းနဲ့တင့်တော်မယ့်အရာကိုကြည့်ပြီးတော့ချိန်ပြီးထားကြပါကိုဖုန်းကနိုင်တယ်ဆိုလို့မြင်ဒါဘာမှဖြစ်ဘူးပေါ့နော်80လောက်ထိထားလဲဘာမှဖြစ်ဘူးကိုဖုန်းကအနေလေးမနိုင်တာဘူးထင်လို့ကိုစော့ကြည့်လို့နေတဲ့ထစ်နေရထင်လို့မင်းဒီ speed လေးကိုဒီ setting လေးနဲ့လာပြီးတော့ဒါ short ပေးလိုက်ပါနော်ဟုတ်ပြီအဲ့လိုမျိုး speed ကျက်သလိုချိန်ပြီးဆိုလို့မျိုးကျွန်တော်တို့ဒီဘက်က စေဆိုတာလေးเนาะအမှန်ကြီးလေးအဲ့ဒါလေးကိုနှိပ်လိုက်မယ်เนาะဟုတ်ပြီเนาะဒါဆိုလို့မြင်ကျွန်တော်တို့ဒီအောင်နာလေးမှာပါเนาะစေကွန်ဖရင့်ဆိုတာလေးဖြစ်သွားပြီဆိုလို့မြင်ကျွန်တော်တို့ရပါပြီအဲဒါမို့လေးเนาะအတိတ်ကွန်ဖရင့်ဆိုတာလေးကိုပြသွားပြီဆိုရပါကျွန်တော်ပရက်ချက်ထွက်လိုက်မယ်เนาะထွက်ပြီပြီဆိုလို့မြင်ကျွန်တော်တို့ဆိုရင်စောင်းမဲ့ခင်းလေးရဒါကျွန်တော်ရှိရလူတွေရတော့ဆော်ပြတ်လူတွေတော့သိပါရဲ့เนาะဒါကခုမှမတီသေးရတဲ့ကျွန်တော် YouTube ကမိတ်ဆွေတွေအတွက်ပါ ဒီကောင်လေးတွေကိုစော်มาဖြစ်ပါတယ်အဲ့ကောင်လေးတွေဝင်လိုက်မယ်เนาะဝင်ပြီးခဏလေးစောင့်ပေးလိုက်မယ်ဒီနေရာလေးမှာကျွန်တော်တို့တရားရခိုင်တော့ပြီးအောင်စောင့်มาဖြစ်ပါတယ်เนาะခဏလေးစောင့်ပေးလိုက်မယ် ရပြည့်သွားပါပြီเนาะခဏလေးထပ်ဆောင်ပေးလိုက်မယ်เนาะဂိမ်းနဲ့ဝင်နေဟာခဏလေးဆောင်ပေးမယ်เนาะဒါမိတ်ဆွေတို့ကုမစဝင်နေဆိုလို့မြင်ကုမစဝင်နေမိတ်ဆွေတွေကဒီနာလေးမှန်နေလေးကြာပါလိမ့်မယ်เนาะဟုတ်ပြီကျွန်တော်တို့ဒီမှာဆော့မှာတော့ကျွန်တော်တို့ဝင်ဆော့မှာကဒီកောင်လေးတွေပေါ့เนาะဒီកောင်လေးတွေကိုတစ်ချက်ဝင်မယ်ဝင်ပြီးဆိုလို့မြင်ကျွန်တော်တို့ခုဒီ auto let 8 ရှိရမယ်နော်အဲ့တော့ auto layer ရှိမှဒါလေးစောမလို့ရမှာဖြစ်ပါတယ်ဒီအောက်ကခံလေးကျွန်တော်စောများတာတော့ဒီခန်းလေးမှာစောပါတယ်ဒီခန်းလေးရဲ့ auto layer ရှိမှစောလို့အဆင်ပြေမှာပါ auto layer မရှိသေးတဲ့မိတ်ဆွေတွေကကျွန်တော် channel လေးမှာဒါ auto layer ရအောင်ယူတဲ့နေလေးကိုလုတ်ပြပေးထားပါတယ်နော်အဲ့ခန်းလေးအဲ့ဒါလေးကိုတွက်ကြည့်ပြီးအဲ့ video file လေးကြည့်ပြီးလုတ်ပါဒါကျွန်တော်ကဒီခန်းလေးတွေကိုစောတာဖြစ်ပါတယ်ဒီခန်းလေးကအပေးများပါတယ်ဒီအပေါ်ကခန်းလေးကလည်းပေးပါတယ် ဒါပေမဲ့ဒီအောက်ကခန်းလေးလောက်တော့သူမမြောက်ဘောနော်ပြီးတာတော့ဒီနှကန့်ပဲဆော့ရတာတော့ဒီခဏခဏကိုဆော့ဖို့အတွက်ကျွန်တော်တို့ autolay ဒိုတာဖြစ်တဲ့ကြောင့်မို့ autolay မရှိတဲ့သူတွေကကျွန်တော်ပြောသလိုခုနကကျွန်တော် channel ထဲမှာ autolay uni ဆိုတဲ့ဗီဒီယိုဖိုင်လေးတင်ထားပြပါတယ်အဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လို့ပါကျွန်တော်တို့ဆော့ရမယ့်အချိန်ကြီးကတော့ည7:00နာရီနောက်ပိုင်းဆော့ပါဟိုခုနောက်ပိုင်းမှာအချိန်ကြီးကမတည်ကြဘူးဘောနော် 12နာရီခွဲပေးတာတွေရှိတယ်12နာရီ15လောက်ပေးတာရှိတယ်တစ်ခါလေတနာရီမတင်းလောက်မှပေးတာရှိတယ်တနာရီကျော်မှလည်းပေးတာမျိုးလည်းရှိတယ်ဒါကြောင့်မလို့ဒါဆိုကျွန်တော်ကတော့စနစ်ကျော်ဆော့ဆိုလို့စနစ်ကျော်မှဆော့ပြီးဆော့နေတာမပေါ့ဘူးဒါအဲ့လိုမျိုးတွေဖြစ်မှာဆိုလို့နော်ဒါကြီးကိုတော့အမြဲတမ်းကြီးဘယ်လိုပြောမလဲအချိန်တစ်ခုအနေနဲ့ပေးပြီးတော့မဆော့ကြနိုင်ပေါ့နော် ခုနောက်ပိုင်းမှာပေးတဲ့ချိန်တွေကမပေးဘူးမဟုတ်ပေးတယ်ဟဟလာခုနောက်ပိုင်းမှာပေးတဲ့ချိန်တွေကမမှန်တော့ဘူးဒါကျွန်တော်ဆိုလို့မြင်ရင်ဒီမှာနော်နည်းနည်းလေး သူပေးရလေးနဲ့ကျွန်တော်စုထားတဲ့ဟာလေးတွေပေါ့နော်ဒီမှာဟုတ်လား point နေဆိုလို့မင်းကျွန်တော်တသိန်းကြော်ပါတယ်ပေါ့နော်အာသူပေးရချင်မှကျွန်တော်ထပြီးတော့ဒါကြီးစောင့်ပစ်တာပုံလေးပုံစံမျိုးလည်းမဟုတ်ဘူးဗျဘယ်လိုပြောမလဲကျွန်တော်တို့ညတီးနို့ပေါ့ဒီနို့တဲ့ချိန်မှာတခါလေးအဲ့လိုအိတ်မပြောတဲ့ချိန်နေလို့နော်အဲ့လိုချိန်နေမှာကျွန်တော်စောပစ်တာဖြစ်ပါတယ်သူ့တတိတတန်ချင်းပြီးပြီးစောတာမျိုးတော့မဟုတ်ပါဘူးမိတ်ဆွေတို့လည်းဒါကြီးကိုတတိတတန်ချင်းပြီးမစောကြပါနဲ့ ကိုတည်နိုးတဲ့ချိန်ခါမျိုးလို့အိမ်မပြောတဲ့ချိန်ခါမျိုးလို့မှဆိုကြပါခုနောက်ပိုင်းပြေးတဲ့ချိန်တွေမသိကြလို့ပါအရင်လို point တွေတည်ချပြေးတဲ့ချိန်တွေနော်ပြန်ပြီးတော့ညင်သွားတယ်ဆိုလို့မြင်လဲကျွန်တော်ပြန်ပြီးတော့ everyday လေးဟာလာ video file နေနဲ့လုပ်ပြီးတော့တင်ပေးပါမယ်ဟုတ်ပြီဒါကတော့ကျွန်တော်တို့နော်ဒီ app လေးကို YouTube မှာမရှိတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ပါနော်ကျွန်တော်ရဲ့ဒီ Telegram channel လေးမှာလဲကျွန်တော်ဒီ area တွေကို တင်ပေးထားပါတယ်ဒီ app လေးတွေမှာအစုံပေါ့နော်အခြား အဲ့လေးပါကျွန်တော်အစုံတင်ပေးထားပါတယ်ဟုတ်ပြီဒါလေးကိုစမ်းပြီးတုံးကြည့်ကြပါနော်ကျွန်တော်ဒါတုံးပြီးသားလေးမလို့အစင်ပြလို့လာပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်အစင်မပြေတာလေးတွေရှိကြလို့နောက်ထပ်သိကြတာလေးတွေရှိတယ်ဆိုလို့မြင်ရင်လည်းကျွန်တော်ဒီ video လေးအောက်က comment လေးမှာဟာလာဝင်ပြီးတော့ရေးပြီးမေးခဲ့နိုင်ပါတယ်ကျွန်တော်ပြန်ပြီးတော့ဖြေကြပေးတော့ပါမယ်ဗျာနော်ဟုတ်ပြီဒါဆိုလို့မြင်အားလုံးစင်ပြေကြပါလိမ့်ဗျာနောက် video လေးမှာပြန်ပြီးစုံကြမယ်အားလုံး bye bye